င်ဆက်ပေးမယ့်သတင်းကတော့ PSG ပိတ်သက်များရဲ့အောင်ပွဲခံမှုကြောင့်နှစ်ဦးသေဆုံးက200ကျော်တန်ရခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ချန်ပီယံလီရှမ်ပီယံဖြစ်ခဲ့တဲ့အတွက် PSG ပိတ်သက်တွေကအလွန်ကျူးအောင်ပွဲခံခဲ့တာကြောင့်နှစ်ဦးသေဆုံးက200ကျော်တန်ရခဲ့ရလို့သိရပါတယ်။ PSG ပိတ်သက်တွေဟာပဲရမီပေါ်မှာအလွန်ကျူးအောင်ပွဲခံခဲ့တာဖြစ်ပြီးရတက်ဖွဲ့ဝင်တွေနဲ့ထိန်းသိမ်းခဲ့တာအဆင်မပြေခဲ့တာကြောင့်အထူးတက်ဖွဲ့ဝင်တွေနဲ့ပါဖြုတ်ခွင်းခဲ့ရတယ်လို့သိရပါတယ်။ အလွန်ကျူးအောက်ပဲခံခဲ့တဲ့ပရဲ့ချေပိတ်တဲ့အရေးတွေဟာတသိန်းကျော်ရှိခဲ့တာကြောင့်နှစ်ဦးသေဆုံးက200ကျော်တန်ရတဲ့ဒီထိခိုက်မှုကြီးမာခဲ့တာပါပြည်ကြည်ပိတ်တဲ့ရှောက်အကျော်ကိုလည်းရဲတပ်ဖွဲ့ကဖမ်းဆီးသိမ်းခဲ့ရလို့ပဲရစ်မြို့တော်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ပြည်ကြည်ပိတ်တဲ့တွေကဘိုးလူပွဲကျင်းပခဲ့တဲ့ဂျာမန်နိုင်ငံမြို့နယ်မြို့မှာလည်းဘိုးလူပွဲပြီးမှအင်တာမီလန်ပိတ်တဲ့တွေကိုတိုက်ခိုက်မှုတွေလုံဆောင်ခဲ့ရလို့သိရပါတယ်။ဒီသတင်းကိုတော့ညီချင်းဟောပြပို့လာပါဗျ။